မဲဆွဲစည်းရုံးရမှာတော်လှန်ရေးဆိုတဲ့စကားလုံးသုံးနှုန်းခဲ့တဲ့ပြည်သူ့ပါတီမှသင်္ကန်းကျွန်းမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဥလွင်မြင့်ကိုအရေးယူသွားမယ်လို့စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကတော်လှန်ရေးဆိုတဲ့စကားလုံးသုံးပြီးမဲဆွဲစည်းရုံးခဲ့တဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်းကိုအရေးမယူဘူးလားလို့စီအိုစုနဲ့ပြည်တွင်းသတင်းမီဒီယာတွေနဲ့အုပ်စုဖွဲ့တီထောင်ထားတဲ့ Viber Group မှာ Myanmar Nations Post သတင်းဌာနကမေးမြန်းခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီလောက်ခံ UEC ဘက်ကအကြောင်းအရာမှန်ကန်မှာကတရားစွဲအဖွဲ့အစည်းများကတက်ဆိုင်ရာဥပဒေနဲ့အရေးယူမှာဖြစ်ပြီးအရေးယူဆောင်ရွက်ပြီးပါကရွေးကောက်ပွဲကော်မရှင်ကလည်းလွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ရွေးကောက်ပွဲဥပဒေပြဋ္ဌာန်းချက်တွေနဲ့ဆက်လက်အရေးယူသွားမယ်လို့ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။တင်ကန်းကျောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာနွေဘာလ12ရက်နေ့ကဦးလွင်မြင့် TikTok အကောင့်ကနေ သူ့ရဲ့သားဟာ2021ခုနှစ်ရေတော်ပုံမှာပါဝင်ခဲ့ပြီးမကြာသေးခင်ကမှထောင်ကနေလွတ်မြောက်ခဲ့ကြောင်းမဲဆွယ်စီယုံရင်လက်ကမ်းကြော်ညာစာမှာဆရာနာသိမ့်မှုကိုစန့်ကျင်သော2021ခုနှစ်ຫນွေဦးဒေါ်လာရေးဟုတုံ့နှောင်းဖော်ပြခဲ့ကြောင်းအလားတူထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအတွက်ငွေကြေးနဲ့ထောင်ဝင်စာတရတာပါဝင်ကူညီခဲ့ကြောင်းပြောဆိုက Live Link မဲဆွယ်စီရင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ